ธัมมาทุติยตติยติสิงติสิงตุสิงนะคะยะยะนาปยะยะนาตังกายะนาเยตนาเมตังวาลุงလင်းမြတ်လက်ဆုံးမိုးရိပ်ရှိခိုးပူဇော်ပုညောမန်လျှော့ဘရဝါယရှင်နေရာသရေလုံးဆုံးကုန်သောတဏ္ဍတဏ္ဍဝန္တမန္တမြတ်တို့သည် ပရိသဏိမௌချမသွေတိဆုံးရရလီကုန်၏မရဏဓမ္မတရားခြင်းသဘောတရားရှိကြလီကုန်၏မရဏပရိယောသာနာတိရင်တရားနှင့်သာလျှင်အဆုံးသတ်ကြရလီကုန်၏မရဏတိရောစွာသောထိုသဘောတရားကိုအနာတိတာမေလူဝေနဘေမြာမာတတဝတဟုတရားမြတ်မလွတ်မြောက်နိုင်ကြလီကုန်ဤကဲ့သို့ ဘုရားရှင်တော်မြတ်ဟောကြားတော်မူခဲ့သောသင်္ကာရဓမ္မသဘောအတရားအားညော်စွာပုဂ္ဂိုလ်တ attva အနန္တတုတွင်ပမာဝေဖြစ်ကြကုန်သောတောယုဝါဟိအဂိနိဥပ္ပံချောမိဂိနိတောတန်ကြီးနှင့်တာကြီးဖြစ်သောမောင်းနေလေဤတို့သည်ဘဝမှာနေ၍ဘဝတည်းသို့ခုပြောင်း၍တောက်ရနေပြီထိုကဲ့သို့ ဘဝတည်းတော့ဘုရားရဲ့သွားခဲ့လေပြီးတော့ဥပ္ပောကျောင်းတော်နေခြင်းနဲ့မောင်နေလေးတို့ဒီဖြစ်ရဘဝဘုံဒါနရောက်ရဘဝဘုံဒါနမှာနေ၍ဝမ်းမြောက်ဝမ်းသာသာတို့ခေါ်နိုင်ပြီလေချမ်းသာသောဘဝဘုံဒါနမှာချမ်းချမ်းသာသာနေနိုင်စားနိုင်ခံစားနိုင်ဖို့ရန်ဤသာအာယုပြုကြကုန်၍ယနေ့လူရှင်ဦးလင်း ဥလင်းမြမင်းတော်ယူပါမိသားစုများကယေဇူးဒါနဆွမ်းလူတော်နဲ့တကွာကုတ္တတော်မောပြုကြရာချိန်ကာကာလသမယ၌ပြုစေဖြစ်သောကောင်းမှုကုတ္တကံစေတနာနှင့်မိမိတို့ဘဝတရားတို့ပြုခဲ့ကြပြီးသောကုတ္တကောင်းမှုများဤစေတနာခံစွာအားကြောင့်ဤကုတ္တကောင်းမှုများကိုအမြပေးဝေသည့်အခါဘဝတတို့ဘုရားရဲ့ဘာဖြစ်လေကြမြင်သောသူတို့သည် ကုသိုလ်များကြာတိကြ၍ဝမ်းမြောက်ဝမ်းသာသာဓုခွန်နိုင်ကြပြီလျင်ချမ်းသာသောဘုံဘဝဘုံဌာနမှချမ်းချမ်းသာသာနေနိုင်စားနိုင်ခံစားနိုင်ကြပါစေကုသိုလ်ရှင်ဖြစ်သောပိသားစုအလုံးသည်လည်းပဲဒီကုသိုလ်ဤစွာအားကြောင့်ဘုရားမြာခြင်းတည်ခြင်းကင်းရာနိဗ္ဗာန်ချမ်းသာကိုရရှိနိုင်ကြောင်းတရားကောင်းများကိုအနောဘွယ်ခင်းခင်းကြံ့ကြံ့မှမှချမ်းချမ်းသာသာအထုတ်ခွင့်ရကြ၍ ဒီဘဝမှာပဲတရားတို့တရားမြတ်များရကြပြီလေဒုက္ခအပေါင်းကုန်ဆုံးရကင်းဝေးရနိဗ္ဗာန်ချမ်းသာတိုင်အောင်ချမ်းသာမျိုးစုံကိုကိုစီကိုငါလွယ်လွယ်ကိုကိုရရတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ။လိုက်ဆိုမယ်။ ရှင်ဘုရားရှင်ဘုရားတပည့်တော်များသည်တပည့်တော်များသည်ဘုရားတရားဘုရားတရားသံဃာအားဖြင့်သံဃာအားဖြင့်သုံးပါအစုံသုံးပါအစုံယတရဏဂုံနှင့်ယတရဏဂုံနှင့်အဘာတိလကိုအဘာတိလကိုတဏီတညုတိတဏီတညုတိတပေါင်းတစုတိတပေါင်းတစုတိခံယူပါဤခံယူပါဤရှင်မြတ်ဘုရားရှင်မြတ်ဘုရားတပည့်တော်များဤ ပြီးတော်များဤသီလကုသိုလ်သည်ဤသီလကုသိုလ်သည်ဒုက္ခခတ်သိဒုက္ခခတ်သိချုပ်ငြိမ်းရာမှန်ချုပ်ငြိမ်းရာမှန်နိဗ္ဗာန်ကိုယနေ့ဗံကိုပြင်းမြန်စွာပြင်းမြန်စွာရနိုင်ကြောင်းရနိုင်ကြောင်းထောက်ပံ့ကုသိုလ်ထောက်ပံ့ကုသိုလ်ဖြစ်ပါစေဖေယားဖြစ်ပါစေဖေယားအဘမဒီနာသမ္ပါတိတာအမမဗန်နေပါရှင်ဖေယား ရာတော်နှစ်ပါးကနေပြီးတော့ဒီနေ့လူရှင်များနဲ့ဘုရားနာပရိသတ်များကိုစေတနာနဲ့သတ္တရားပေါ်မှာမေတ္တာကရုဏာရှိထားပြီးတော့ဘုရားရှင်တော်များရဲ့ကိုတရားတော်ရဲ့ဘုံတန်ခါဘုံအာယုံပြည့်မှန်ပြီးတော့ကာတာငါဘုံနဲ့ယောဘဘုဇောချင်းမြတ်ပါမယ်။ အဓိကအနည်းချက်ကတော့ဘုရားတရားသံဃာယန္တမြတ်သုံးပါးဤဘုံရိတ်ကံဤကရုဏာဤမေတ္တာဤတကောရတ္တိယ။ဘဝတိဝနတ္တိယမေတ္တာကရုဏာဆောင်းချပြီးရပြီးတော့ဒီလူတွေဒီမိသားစုတွေအားလုံးနေစဉ်ညာလည်းကိုရောစိတ်ပါချမ်းမှချမ်းသာကြပါစေ။ဘဝချမ်းသာဒုဏ္ဏိဗ္ဗာန်ချမ်းသာမျိုးစုံရကြပါစေလို့အတိပေရတဲ့ဘုဆုဘိက္ခာတာများနဲ့ယောဘဘုဆုဘိပဲနော်။ သဗ္ဗိယောယောသံတုသောကောရောကောဝိရတတုမဟာတိမောတောတရာယဒုခိတိရာယုဘောဘဝဘေဝါဒနာတိလိသနေဇံဝတ္တပဇာယိနောသတ္တရောဓမ္မဝတ္တတုအာယုဝောနောဒုခံဘလံဘဝတုသဗ္ဗေမေလရခန္တုသဗ္ဗ ဒီဝနာသဗ္ဗဗုဒ္ဓံဥပမေနသရာသူခိဘောတုတိဘဝတုသဗ္ဗေကလရခတုသဗ္ဗဒီဝနာသဗ္ဗဓမ္မံဥပမေနသရာသူခိဘောတုတိဘဝတုသဗ္ဗေကလရခတုသဗ္ဗဒီဝနာ ตวะนังกาลุวาวินนะตะราตุขีบอนตุติตะดุตาดุตาดุตาดุภะคะนิอุปปัญโชภิกขุนีตอตันจิเนตานิภิตุมาวณีเลเอโลยะโพธะตระคะยีโกละสอบปีเนเนเนติเนตะกายีอูณี နဲ့တော်ယောမိသားစုတို့ကဒါနကုတ္တပြုပြီးတော့ဒါနသီလဘာဝနာကုတ္တအမြတ်နဲ့လက်ဆောင်ပေးတာကိုယေရှုကုတ္တလို့ခေါ်တယ်ယေရှုကုတ္တလို့ပြောရင်တော်များများကနားထောင်နေလို့ပြုလိုက်တော့သူတို့ကိုပဲအယုံပြုပြီးတော့သူတို့ပဲရသွားတယ် ီလိုမျိုးစိတ်ထဲမှာအယုံပြတာများတယ်။ဒါရည်စုံကိုတော့ဆိုတာညီမနာနေအောင်ပြောရင်လက်ဖက်ရတယ်။လက်ဖက်လှတယ်ကုသိုလ်တို့ဒီလိုတင်စားပြောလို့ရတယ်။ဘာမျိုးလက်ဖက်ရတယ်လက်ဖက်လှတယ်ကုသိုလ်တို့ပြောတာလေဆိုရင်တို့တွေကကွယ်နွမ်းသွားကြမယ်။ကွယ်နွမ်းတဲ့ကမ္ဘာပေါ်ပေါ်တော့ မြတ်စွာဘုရားရဲ့တရားတော်လိုရဆိုရင်လူတယောက်ကွယ်လွန်သွားပြီကွယ်လွန်သွားရင်သူဟာသွားရာဂတိလို့ခေါ်တယ်လမ်းကြောင်း၅မျိုးရှိတယ်အဲလမ်းကြောင်း၅မျိုးကသူဂတိလို့ခေါ်တယ်ကောင်းတဲ့နေရာနှစ်ဌာနကိုသွားတဲ့လမ်းဒုဂတိလို့ခေါ်တယ်မကောင်းတဲ့နေရာသုံးဌာနကို အဲ့မှာဒုက္ခတိဆိုခေါ်တယ်ကောင်းတဲ့နေရာမေတ္တာလာပင်နေရာလေးဆိုရင်ဒီလိုတရားမှာလူဘဝတော်ကလည်းဘုရားတရားသာရင်သာမြသုံးပါးကိုကြီးညိုပြီးတော့သူမှာဒါနသီလဘာဝနာပြုထားတဲ့ကုသိုလ်တွေလည်းရှိတယ်ကုသိုလ်တွေလည်းရှိတော့ဒီကံကြီးဆက်စဲမှလည်းသူကကုသိုလ်စိတ်ကုသိုလ်နမိတ်နဲ့တည်သွားပြီဆိုရင်သူရဲ့အဲ့ဒီကုသိုလ်စိတ်ကသူ့ကို ူပြောတဲ့ဘုရားလူချမ်းသာရတော့တဲ့ကုသိုလ်မျိုးဆိုရင်ဒီဘဝသိပြီးတဲ့ဘုရားတခါပဲလူမိငယ်တရားရဲ့ပါရင်မှာပฏิပန်နေတည်သွားပြီချက်ချင်းလူပြန်ဖြစ်သွားကြားမရှိဘူးဒီရက်ကစွာအာတ္တိလေးကဟိုဘဝမှာသူချက်ချင်းမိငယ်တော်မှာတရားရဲ့ပါရင်မှာပฏิပန်နေတည်သွားတယ်အဲ့ဒီမိငယ်ကတော့ မြန်မာပြင်ပြင်မဲ့တရုတ်ပြင်ပြင်မဲ့ကလားပြင်ပြင်မဲ့ရှမ်းပြင်ပြင်မုံပြင်ပြောနေတာသူနဲ့ဘွားပေါင်းများစွာကဘဝရည်ဆက်ပါလာတဲ့မိခင်မှာသူတိတန်နေတယ်ပြောနေတာကပြန်ပြောပြမယ်လောဘဘာလဲကုသိုလ်မျိုးစုံနဲ့နေသွားတယ်တရားလေးစဉ်းစားမှလည်းကုသိုလ်စမိကုသိုလ်စေကုသိုလ်အယုံနမိတ်နဲ့နေသွားရင်အဲ့ဒီပုံကချက်ချင်းသူကုသိုလ်ကလူဖြစ်တော့တဲ့ကုသိုလ်ဆိုရင်လူချမ်းသာတရားပါ ။လက်ဖြစ်တော့တဲ့ကုသိုလ်ဆိုရင်တပည့်ချမ်းသာတက်ရောက်ပါ။ဘလောက်တော့လဲဆိုရင်ကိုယ့်ရုပ်လောင်းကြီးကဘသူမှတော့တည်နေဘသူမှတော့မတည်တဲ့နေရာတည်နေအောင်သူကုသိုလ်ကလက်ဖြစ်တော့တဲ့ကုသိုလ်ဆိုရင်သူကလက်ချမ်းသာရတယ်။သူအလောင်းတော့သူပြန်ကြည့်လို့ရတယ်။ကုသိုလ်ရဲ့ဆိုတာနောက်တစ်ခါလူဝါမှာကုသိုလ်ကလည်းဘာမှမဖြစ် ဒီကလေးဆင်းဆင်းမှလည်းအကုသို့စိတ်နဲ့အကုသို့အာယုနမိတ်တည်နေပဲထိတ်ထိတ်လန့်လန့်တည်သွားပြီဆိုရင်သူကအကုသို့ရဲ့အကျိုးအတိုင်းပဲသူကတရိစ္ဆာန်ဖြစ်လောက်တဲ့အကုသို့မျိုးဆိုရင်ချက်ချင်းသူကဒုက္ခတိလောကနဲ့တရိစ္ဆာန်တကောင်ရဲ့အတိုင်းမှာပဋိသန္ဓေတည်သွားတယ်ချက်ချင်းတရိစ္ဆာန်ဖြစ်သွားတယ်နောက်တစ်ခါလူဝါဘာအကုသို့ဟာလည်း မြားတယ်ကုသိုလ်လည်းမပြုဘူးအဲ့အကုသိုလ်တွေမှာတော့ကြီးလေးတယ်အကုသိုလ်ကြီးတယ်အဘိဓမ္မအဘိဓမ္မညာတာအဲ့လိုမျိုးကြီးလေးတယ်အကုသိုလ်ကြီးတယ်လောကုထာတဲ့ပုဂ္ဂိုလ်ကြတာသူကသူအကုသိုလ်ကံကလည်းရှိတယ်ဒီကံဒီမှာလည်းအဲ့ဒီစိတ်တွေနဲ့ထိနေနေနဲ့ပြီးသွားတယ်ဆိုရင်သူကအကုသိုလ်စိတ်အကုသိုလ်နမိတ်အကုသိုလ်သုံးမျိုးပေါင်းလိုက်တဲ့အတွက်ကြောင့် ချက်ချင်းငရေကိုတန်ရောက်တာကိုနဲ့ကနတ်ပြည်ချမ်းသာရတဲ့သူတို့သူ့ရုပ်လောင်းရတော့သူ့ပြည်မှာအတင်းကြွခြင်းမှာအတင်းကြွရမှာတမတွေ့ကံဆွမ်းအသက်တည်သည်ငရေကိုတန်ပြီးတရောက်တာအဲ့တော့ဒုက္ခတိကိုခေါ်တယ်ဘုရားနဲ့နေအဲ့ကြားထဲမှာနောက်တစ်ခုကဘုံဘုံလောအလုံးနဲ့တတိကြမှာလူဝါဘုဒ္ဓဘာသာလည်းပြင်တယ်ဒါနသီလဘာဝနာကုသိုလ်တွေလည်းပြုသွားတယ် အဲ့ဒီဘောဘောတရားပြီးတော့မယ်ပြီးတော့မယ်ဆိုလို့ကြားလဲမှာဘုံဘုံဘုဒ္ဓဆရာတို့သားလေးမှာဘုဒ္ဓမိုက်ဆိုရင်တရားဥမ္မာဉာဏ်ပဲရှိမယ်အာလောသာသမိတွေရှိမယ်ဆိုတာတရှိပြီတဲ့သာသမိကြီးတွေပေါ်မှာတွင်တာတဲ့တန်ရောဆရာစိတ်တမ်းပဲဖြစ်တဲ့ဘုရင်တဲ့သာစိတ်နေရှိစီမှာတွင်တာတဲ့တန်ရောဆရာစိတ်နေတရားရင်းဆက်တဲ့မှာအင်းငါသိရင် အဲဒီဘလို့ဖြစ်မလဲငါသာသမီးဘလို့မလဲငါအင်းဘလို့ဖြစ်မလဲဘသူတွေတော့မစားနိုင်ဘူးဒီစိတ်တွေများလာဒီစိတ်တွေများတော့ကိုယ်စိတ်ကဒီနေရာမှာပဲစူးဆိုင်သွားတဲ့အခါအဲဒီစိတ်တရားစဉ်စိတ်နဲ့ပြီးသွားမယ်ဆိုရင်သူ့ဘဝတော့အကုတ္တိုလ်တွေရှိတော်တယ်ပဲတဲ့ဒီကနေ့စစ်စစ်မှာအဲဒီအကုတ္တိုလ်စိတ်နဲ့အကုတ္တိုလ်နမိတ်ကသူကြတော့မရေတရိစံတော်ပြန် မကျုံမလို့တဲ့ပိဋကဘဝရောက်တာတဲ့ပိဋကဆိုဒီသူတွေ့ရတွေ့ရမြန်သာသမိတွေ့သာသမိနာမှာပဲကိုမမြင်နိုင်ဘူးပစ္စည်းတွေ့တာပစ္စည်းနာမှာပဲကိုမမြင်နိုင်ဘူးသူရှိနေတယ်ရှိနေတဲ့အခါကျတော့ဟာတော့ဆိုရင်အရှင်ဘုရားရဲ့တသက်လုံးပြုတ်လာတဲ့ကုသိုလ်တွေအလကားဖြစ်ပြီပေါ့အဲ့လိုအလကားဖြစ်တာတော့အဲ့ကုသိုလ်ကနောက်မှလာပြောကြတာကတေဂံကြီးစဉ်းစဲမှာအဲ့ဆွဲလာလိုက်တယ် တယောစဉ်စိတ်သူ့ရဲ့စိတ်ကဒီဘက်ကိုညက်ဒီဘက်ကိုအပ်နေတာအဲတယောစဉ်စိတ်နဲ့တည်သွားတဲ့အတွက်ကြောင့်အဲ့စိတ်နဲ့အထွက်ကဟိုမှာအဝယ်ဖြစ်သွားအင်းရင်းစားကြတဲ့အင်းမြန်တယောက်တို့ပဲလူကအသက်ထွက်ကနေမှာတယောစဉ်စိတ်နဲ့တည်သွားလိုက်တယ်ဟိုဘက်မှာတယောစဉ်စိတ်ရဲ့ဆိုတာအဝေးမသွားဘူးဒီနားမှာပဲတဝဲလွယ်လည်းမကျွတ်မလွတ်တဲ့ပြင်တိုင်းဖြစ်သွား တာမောနတိကာဟာလာဒါဘုန်းကြီးတွေလည်းကျောင်းဆွေဖြစ်နေတာဘုရားသခင်လည်းဖြစ်နေတယ်ဘယ်လိုပုံပုံမျိုးဆိုဖြစ်နေဟာလာတကယ်ပဲဘုံဘောနောလူတယောက်တည်ပေါ်ရင်သူ့ဘယ်လိုရောက်သွားလဲလူချမ်းသာနတ်ချမ်းသာရောက်သွားတာလားဘယ်ရသိစမှာရောက်သွားတာလားဘုရားကပြောတယ်မကျွတ်မလို့လည်းပြိတ္တာဖြစ်နေတာလားဘယ်သူမှမသိနိုင်မသိနိုင်တဲ့ပေါ်တော့ ရည်စုံမှုသဘောဆိုတာအဲ့ဒီမှာပေါ့။အော်။တကယ်များသူဟာဘယ်လိုစဉ်းမြင်နေမကျွတ်တဲ့ဘဝမှာရောက်နေခဲ့တယ်။သူရဲ့ချမ်းသာပိုင်ဝင်ရပါတုတွေ့ရှိတယ်။ဒါပါပဲ။ဒီဘဝကဆွေမျိုးတွေဓမ္မမိတ်ဆွေတွေတကယ်ဉာဏ်ဉာဏ်နဲ့ကုသိုလ်တွေပြုတ်ပြုတ်ပြီးတော့ဥပမာဒီမှာဒါတို့လည်းလူချင်းနေလားနတ်ပြင်းနေလားငယ်ပြင်းနေလားကျွန်တော်မသိဘူး။ပြိတ္တာပြင်းနေတာမသိဘူး။ ပြပြမသိနေတဲ့အတွက်ဘုမတော်ကဘုကုတော်လေးပြ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 ဟာဘေးဘောကြောင့်မိတော်သားကြီးဒီနေ့သမီးတော်လေးဒီနေ့ဆရာတော်ရောဆွမ်းနေသင်္ကန်းနေကက်တဲ့လူရဘွေရနေကက်တဲ့အဲ့ဒီကုတော်လေးနဲ့ဒုဒနာတိနာဘာဝနာလေးကုတော်လေးပြတဲ့အဲ့ဒီကုတော်လေးကိုအဘေတော်အမေတော်မောင်မင်းတို့ကိုမောက်သားလေးတို့ကိုအသားကြီးတို့ကိုရှင်းရပြီးတဲ့တော့ဒီကုတော်လေးကိုပြဝင်ယူပါ ကုသိုလ်တွေမျှဝေပေးပါတယ်ကုသိုလ်အများအများယူပါဆိုအဲ့ဒါကိုပြောသူတို့ဆရာပြီးတော့သူတို့ရဲ့ခွင့်ရအဲ့ချိန်မှာသူတို့ကလည်းကုသိုလ်အများအောင်လိုချင်လို့မျောနေတဲ့အချိန်စနေတဲ့အချိန်ဘွာလည်းပြီးတဲ့အချိန်ဘွာတိုက်ပြီးဆိုရင်အဲ့မှာသောတာဒုတာဒုတာဒုခေါ်လိုက်တာတာလို့ခေါ်ခွင့်ရံထားလိုက်တာလေအဲ့ဒီဆင်းရဲတဲ့ပုံနဲ့ချက်ချင်းကျွတ်သွားတယ်အဲ့ဒီမှာဗျာညာ လူဘဝကသူပြုခဲ့တဲ့ကုသိုလ်ရဲ့အကျိုးချမ်းသာအဲ့ဒီပြန်မှစပြီးတော့စတတ်ပြန်ရတယ်မပြန်စားတော့ဘောလားအဲ့တော့ကုသိုလ်တွေပြုခဲ့တော့လည်းပဲစိတ်လေးတန်ရောစင်စင်ကြည့်ပြီးတော့စိတ်မတားတဲ့တဲ့တော့ဒီကနေ့မှပြိတ္တဖြစ်သွားတယ်လေဘုံကတော့အဲ့တော့ transit ဘဝကတော့ချမ်းသာလူချမ်းသာတဲ့ကြောင့်တတ်မတော်ပဲနဲ့သူတန်ရောစင်စင်နဲ့ဒီကနေ့ပြိတ္တဘဝကိုအရင်ဝင်လိုက် အနည်းဆုံးအကုသိုလ်ကိုပြည့်စုံတယ်။တို့တော့ကျုပ်တဲ့အကုသိုလ်တွေကလက်ငါဖြစ်သွားမဖြစ်ဘူး။အဲ့ဒီဘဝကျက်သွားရင်တော့သူပြုခဲ့တဲ့ကုသိုလ်တွေသူပြန်လာမှာ။အဲ့ကျုပ်ဘဝရတော့ကြတော့မိစေကောင်းလို့သွားပြီ။ကြံခဲ့တဲ့ဆွေတွေမျိုးတွေဓမ္မမိတ်ဆွေတွေကလည်းကုသိုလ်တွေပြုပြုပြီးတော့အများဝေကိုယ်ကလည်းအများဝေသူကလည်းတာခုခေါ်တိုက်ဆိုင်သွားရင်အဲ့ဒီမှာသူ့ရဲ့ချမ်းသာအဲ့ဒီမှာရတယ်။ဟုတ်ပါလား။ အဲ့တော့ဘုံဘုံတော့ကဒီတဲမှာသင်္ကန်းစာယူရမှာဘုံဘုံတော့အားလုံးလည်းတနည်းဘာကြီးဘုံဘုံကျော်လို့မိခင်တော်သားကြီးတို့တိုင်းတော်မီလေးတို့ကိုသိကြပါကိုတော်တရားအုံးမဲ့ဟောကိုသိဉာဏ်နဲ့လူအတွက်ဉာဏ်နဲ့ပစ္စည်းအတွက်ပူတယ်ဆိုတာတော့စိတ်ဝိဘတ်တော်ရင်တော်တော်ဉာဏ်နဲ့လူမလို့ပူတာဒီအချိန်မှာတော့ဖြတ်တယ်အသက်ရှင်နေမှာမဖြတ်တာတော့ဒါအပြည့်ပြည့်လို့ ိုတော်တရားမဲ့ဆိုရင်ဇီဝရတော့ငါတတော်ကံကောင်းလို့တို့ကနောက်မှတရားမှာငါအရင်တရားမှာဘာပူဇံရှိတယ်ဒါခဲ့တော့မယ်ပြတ်နိုင်ရမယ်အဲ့တော့ဒီကလေးစဉ်းစားမှာဘုန်းတော်ဒီကုသိုလ်စိတ်နဲ့ကုသိုလ်မိတ်နဲ့ဒီတပ်ဖို့တို့ရင်ဆိုတာတော့နံပါတ်1သင်္ကန်းလာယူပါမယ်နံပါတ်2ဟောအခုတို့ကိုဓမ္မကြီးရအဖြစ်ဖြစ်လို့အမေဖြစ်လို့သာယဖြစ်လို့ကုသိုလ်ရပြုပြီးတော့ ကြည်စုပြီးတော့အမြတ်ဝင်အမြတ်ဝင်တော့လည်းပဲရပါမယ်လို့လည်းပြောလို့မရမရပါဘူးလို့လည်းပြောလို့မရရကြတယ်ရမယ်ရကြမှာလည်းရမယ်ဒါလည်းနော်ဘာလဲလို့လဲဆိုတော့ခမိုက်တခုကိုလုံးမိပိမောင်းမဲနေပြီးတော့အာအပြင်ဘာကြောင့်မိတန်တန်ကြီးဒီမှာသမီးမုန်းနေဝယ်လာတယ်ရောအပြင်တော့လာယူပါလားအေးလာနေပြီလာနေပြီ မောင်နေမှာပေါ်တဲ့လို့လည်းပေါ်ပေးနေတယ်ပြူတဲ့လို့လည်းမောင်နေမှာပဲစွန့်တော်ဝါနေတာလေးပဲအတားလေးနဲ့မှန်ပြီလာနေလာနေလာနေပေရမတော်ဒီဘက်မှာလေးဟိုဘက်မှာလေးနဲ့ဟိုဘက်ရောက်ရရနဲ့လက်ချင်းတိုင်မှာအော်အေးအေးရထိပြီးအကေရောရောဆိုပေးမှရတယ်လို့ပဲပေါင်ထဲမှာပေးနေရတယ်လို့ပဲအတားရင်တိုက်ဆိုင်မှာနားနဲ့တိုက်ဆိုင်မှာကိုကကုသိုလ်ကမြပေးလိုက်တယ်သူကလည်းတာလူခေါ်လိုက်တယ်ဆိုရင်အဲ့ဒီဘာမှမတိုက်ဆိုင်တော့မှာ မောင်ရတာချမ်းသာရတာအဲ့တော့ပေးတာမေးနေရလဲမသိညာဒါရင်သွေဘာလို့ပေးနေလဲဆိုပြရမှာကကော့အလုံးရတာမရတာကသူ့ရဲ့ကံကြမ္မာနဲ့ဆိုင်တယ်ဟုတ်တယ်ပါညပြရမှာကော့အလုံးမှာဟိုနောက်တစ်ခုသင်္ကန်းလိုက်ရမှာတကယ်ချစ်လို့ပေးတာဖြစ်တယ်တို့ဒါတို့ရည်စူးတဲ့နေ့တော့ရည်စူးကုသိုလ်ပေါ့လေအဲ့ရည်စူးကုသိုလ်ဆိုတာက တနည်းတကားဒီလန့်တကားဒီမဟုတ်ဘူးကိုဘုဒ္ဓတို့လည်းကိုဘုရားဘာသာပြည့်တဲ့လည်းဘုရားကိုဆွန်ပိုင်းကြံကတ်မယ်ပြီးရောမပဋ္ဌံယုံမဲ့ကိုလုံးဝမဲ့တရားမှာပဲဘာကုသိုလ်ပဲတော်တော်နေ့စဉ်နေ့တိုင်းညဝေနေပူကောင်းတယ်ဟုတ်တယ်ပိတ္တဆရာနာစီးရဲအစားစီးရဲတော့စီးရဲတော့ဟိုအရာတို့တရားတော်တွေတောင်းဆိုရတဲ့လူတို့ပဲတော့ရှောင်းတော့ချမ်းသာပဲတရားရှာရင်ဆိုင်တယ်ကိုကပေးနေပြီပဲလို့သူက နားမရှိမရပြန်ကိုယ်ရှိမယ်ကိုယ်မပြီးတဲ့အချိန်နဲ့မနိုင်မရပြန်အဲ့တော့ကိုယ်ကနေစဉ်ပြီးနေတာကောင်းဆုံးပဲဟုတ်လားအဲတကြမောတကြတိမဟုတ်လားအဲ့ပြောကြတာကရည်စုပ်ကုသိုလ်ဆိုတာကဒီလိုမျိုးသွန်သင်္ကန်းကြောင့်စိတ်လူတဲ့တန်းတာတော့ဒါအချိန်ကြီးနဲ့ကိုယ့်ရဲ့ဉာဏ်မကြီးစီဝိုင်းနဲ့ဆိုင်တယ်ဗျာမမကုန်နေနေစဉ်နေတိုင်းရည်စုပ်ကုသိုလ်ကလုပ်လို့ရပါ ဲ့လိုပေးနေတော့လေလူလေဟုတ်ပါတယ်နော်ဟောဒါဆိုရင်အဲ့လိုမလုပ်ပေးရတာလေဆိုရင်တို့ရပါတာမရဘူးလားမတိကြလို့ကြက်ကြက်မှမတိကြအောင်ပေးနေရတာအဲ့တော့ဘုန်းတော်ဒီနေရာမှာပါပြန်ပြီးရတယ်ဩဒါဆိုရင်တို့လည်းခန္ဓာ၅ပါးယုံနာတရားရပြီးတည်သွားတာခန္ဓာရတဲ့ပုဂ္ဂိုလ်လည်းပေါ်ရတဲ့နာနဲ့တည်ရတယ်ငါတို့လည်းပဲတို့လိုပဲရထားတာဖြစ်တယ်တို့လိုပဲတမြင်ရရင် ။ဩဝိနာမတိယဩမာဝေ။ငါသည်လေးပြန်ခဲ့တဲ့လူတွေကကုလိုပဲကုတော်လေးပြုံတော့အမြောက်ဝေဩမာပဲ။အမြောက်ဝေတဲ့ငါလည်းသူတို့လိုပဲရညရညမင်းရညမလည်းရမယ်။ဒီတော့ဒီအသိနဲ့ဒီတတိငါရှိနေပြီဆိုရင်ငါသည်သူများဝေမယ်အမြောက်အမြောက်ဩမလား။ကိုကိုတော့တော်ပါဗျာ။မစင်းအောင်မကောင်းလား။စင်းအောင်မယ်။အဲ့တော့ မတိကြတဲ့သူများပေးမဲ့ကုသိုလ်များကိုငါမျှော်နေမယ်စားငါကိုယ်တိုင်ယူသွားလို့ရတဲ့ကုသိုလ်ကိုငါရအောင်ယူမယ်ရအောင်ယူတဲ့ကုသိုလ်ကိုလည်းပဲတေဂာလီအဲ့ဒီကုသိုလ်စိတ်နဲ့ကုသိုလ်တမိတ်နဲ့ပဲငါသိမယ်ဆိုရင်ငါရဲ့ကုသိုလ်အစွမ်းတိုင်းလူချမ်းသာရလာတဲ့ကုသိုလ်ဆိုငါလူပြင်းခြင်းပဲလက်ချမ်းသာရလာတဲ့ကုသိုလ်ဆိုငါတပြန့်ဖြစ်မယ်ဒီတော့ငါလည်းတနေ့ဩမှာငါလည်းတနေ့နာမှာငါလည်းတနေ့သိမှာဖြစ်တဲ့အတွက် ငါ့ကိုနာပြီးသိသွားတဲ့အချိန်ကြရင်တော့ငါသည်ကြံရတဲ့လိုရဲ့ဟိငါကုတ္တနဲ့ငါထုတ်နေငါထွက်သွားမယ်ငါသည်အမြဝေးမနေနဲ့လို့မှာလို့ရအောင်ဟုတ်ပါကုတ္တတွေနဲ့ပြည်စုံအောင်ပြုထားသူဖြစ်ရမယ်တေဂာလိစေစေမှာလည်းကုတ္တစိတ်ကုတ္တနမိတ်နဲ့ပဲတည်နိုင်သူဖြစ်အောင်ကြိုးစားမယ်ဆိုရင်အဲ့ဒါသူ့အကျော်တဲ့ ပြင်ဆင်ပြီးမျှဝေလို့ရသလိုကိုယ့်အတွက်လည်းပဲပြင်ဆင်ပြီးသားဖြစ်သွားတယ်။အဲကြောင့်နှစ်ဖက်ရနှစ်ဖက်လှဆိုတာသူ့အာယုံယူတရိယာလိုက်တာပြီးတော့မိတော်ကမျှဝေအောင်မယ်ဆိုတဲ့နဲ့ရည်ရွယ်အရာအာယုံယူတာကသူ့ကိုပြုတော်တယ်ပဲကိုကအရင်ရအောင်တော့တော်ရွာမှာကိုဥတ္တဝေကြီးပြည်စုံလို့ရှိလို့စွန့်လွတ်နိုင်တာပေါ့တင်ငန်းလွတ်နိုင်တာပေါ့ဥတ္တဝေနဲ့မရှိလို့လို့ရပါဒီတိုင်းပဲ ကိုရှိမှပေးလို့ရမှာဖြစ်တဲ့အတွက်ရေစုံကုသိုလ်ဆိုမဲ့ကောင်းစဉ်တက်တက်ဘာကောင်းစဉ်တက်တက်ကို့မှာရှိအောင်ကုသိုလ်ရှိအောင်အရင်လုပ်လိုက်ရတယ်ကို့မှာရှိတာပေါ်မှာကိုချစ်တဲ့အဖေပေးမယ်အမေပေးမယ်သားရင်းပေးမယ်ဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်ရေစုံကုသိုလ်ဆိုတာဒါကအမင်္ဂလာလို့ထင်တာမဟုတ်ဘူးယူတဲ့အမင်္ဂလာပဲဘာဖြစ်လို့လဲနှစ်ဖက်ရတယ်နှစ်ဖက်လှတယ်ကုသိုလ်လို့ခေါ် ဒါကလေအဲ့လိုအာယုံမပြူဘူးသူတို့ကိုစိတ်ထဲမေ့တာရယ်ကိုကုသိုလ်ကိုမေ့နေတဲ့လူတွေအများကြီးပဲအဲသူတို့တတိယလာဘုရားကိုတော့ကုသိုလ်ဖြစ်ဖို့ကုသိုလ်ပြုဖို့ဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါရည်စုကုသိုလ်ဆိုတာနေတိုင်းနေတိုင်းအာယုံပြုပါနေတိုင်းနေတိုင်းကိုပြုတဲ့ကုသိုလ်တိုင်းဒီကိုတော့လည်းပြင်ဆင်ရရောက်တယ်လို့ကိုမှရှိတော်ပြီဖြစ်တဲ့အတွက်သူတို့ကိုလည်းသာသနာခရီးကိုဖြတ်ပြောင်းတန်တန်စောစောပြားလေး သူပြုတ်ခဲ့တဲ့ကုသိုလ်တိုင်းသူရပိုင်ွယ်ရှိတဲ့ချမ်းသာတွေရအောင်ပြင်ပေးလိုက်တာဖြစ်ပါလေ။ဒါလည်းပြီးတာ။အဲ့ဒါနေတိုင်းပြုတ်ပါပြုတ်တဲ့ကုသိုလ်တိုင်းကိုကျေးဇူးရှင်ဖခင်မိခင်တွေကိုချစ်တဲ့လူတွေဘုရားကြီးတို့တွေကိုအများဝေပေးပါ။ဒါဘုမုန်းတဲ့ဒီတိုင်းပဲ။တခါတလေကျရင်ဧည့်သည်လာတယ်။တခါနဲ့တပရိသမဘိနေအောင်ဘုရားနေကြတယ်နဲ့ဗဒန်ရုပ်နဲ့ပေးရုပ်နဲ့ဘုံတော်မွား ဒါတွေတနေရင်းလုပ်ပြရတာဒါကညအိယဝင်ကနေမှနာမည်လေးခေါ်ပြီးတော့ဒီနေ့ဒီကုသိုလ်လေးပြုပြပါပြီဒီရတဲ့ကုသိုလ်လေးကိုကုသနာဧသနာကြောင်းဆောင်တဲ့စံတည်းအကုန်များဝင်ပြည့်အဖေကိုအများဝေပါလေအဆရာတော်ကိုအများဝေပါလေကိုကျေးဇူးရှိတဲ့ပုဂ္ဂိုလ်လေးနာမည်လေးခေါ်ပြီးအများဝေတော့သူတို့ကိုအများဝေနေတာနဲ့ကိုကိုမှရှိအောင်လုပ်ပြရတာဖြစ်နေတဲ့ကိုလည်းပဲပြည့်စင်ပြီးသားဖြစ်သူတို့တည်းပြည့်စင်ပြီးသားဖြစ်နေတယ် အဲ့ဒီကိုအတော်လည်းပြင်စင်သူ့အတွက်လည်းပြီးဖို့ပြင်စင်နေကုသိုလ်သည်ဘယ်ချီတည်သွားမလဲဆိုရင်တေဂာနေစင်အေရတနောက်ဆုံးချီလို့ကိုယ့်ကိုယ်ကိုထင်ပြီးဆိုတဲ့အခါကျရင်ဩအတိမဲ့တဲ့အိသမ်ရှိဘူးဒါမှလှူဒန်းထားတဲ့စွန်လင်ငန်းကြောင့်စေရင်မီလန်းစားတဲ့ဒါနကုသိုလ်တွေငါမှရှိတယ်တိလာကုသိုလ်တွေငါမှရှိတယ်ပွားတော်တဲ့ဘုံတော်ဘဝပထရရုပ်ပရိယုတ်တဲ့ သမထဘာဝနာကုသိုလ်တွေနဲ့ရှုမှတ်တာနဲ့ဝိပဿနာကုသိုလ်တွေနားမှာရှိတယ်။ကိုအာယုံပြုလို့ရတဲ့ကုသိုလ်ကိုပဲအာယုံပြုပြီးတော့ကုသိုလ်စိတ်လေးဝင်လိုက်တာနဲ့ဥပါဒိနေတဲ့ဝါယုံစုကနေတယ်ဒီနေ့လေးတော့အာယုံရပြုလိုက်ဟာအဲ့တော့ဘုံဘုံစုကနေအဝတ္တဝေယနေဖြစ်လာတဲ့သုံးသင်္ကန်းကြောင့်စသည်ပြုရတယ်။ဟောဒီစိတ်တွေဝင်လိုက်တာနဲ့ဒီကလေးပြုနေတဲ့ကုသိုလ်နမိတ်တွေအကုန်လုံးကပြန်ပေါ်လာ ပြန်ပေါ်လာတော့ကုသိုလ်စိတ်ကုသိုလ်နမိတ်တွေနဲ့ကြည်ကြည်လင်လင်ထွက်သွားတဲ့အတွက်ကြောင့်လည်းဒီဘက်ကအထွက်တည်ဟိုဘက်အဝင်ရတယ်ရတယ်ဒီဘက်ကအထွက်တည်ဟိုဘက်အဝင်ဖြစ်သွားတာပဲကုသိုလ်စိတ်နဲ့သွားတဲ့လူကအများဝင်စရာမြောက်စရာမရှိဘူးနားလည်ပြီလားကဲဒါဆိုရင်ဒီနေ့ ဘာကြီးဥပ္ပံချောပေကြီးတော်တန်ကြီးသားရေမောင်နေလင်းဤတို့လည်းပဲအကယ်၍များမချမ်းသာတဲ့မကျွတ်တဲ့ဘဝရနေခဲ့တယ်ဆိုရင်ဒီကနေ့လည်းပြီးသလိုနေတိုင်းလည်းပြီးပါနေတိုင်းပြီးတဲ့အတွက်တစ်ချိန်မဟုတ်တစ်ချိန်ဒီကုသိုလ်အမြတ်သာတို့ခေါ်ခွင့်ရရင်တို့လူဘဝတုန်းကပြုခဲ့တဲ့ကုသိုလ်ချမ်းသာကိုပြန်လည်ခံစားခွင့်ရပါမိမယ်ကို့အတွက်ကတော့တို့ဘောတရိယာတိုင်းကို့မှာကုသိုလ်ရှိအောင်လုပ်ရမှာဖြစ်တဲ့အတွက် ဤတိုင်းပြင်ဆင်သမျှကုသိုလ်များသည်သူတို့အတွက်လည်းပြင်ဆင်ပြရရောက်ကိုယ်အတွက်လည်းပြင်ဆင်ပြရရောက်ပြီးတော့ကိုကြရင်တော့အမြအဝေးစရာမလိုသူဖြစ်အောင်ကုသိုလ်နဲ့ရောကုသိုလ်စိတ်နဲ့ရောကုသိုလ်နမိတ်နဲ့ရော ပြည့်စုံသူများဖြစ်ကြပါစေ။ဘောပေါလား။ကဲဒီတဲ့ဂျာမာချမ်းသာပြည့်စုံရောရှင်နဲ့ဘဝနဲ့ ကုသိုလ်မျိုးစုံနဲ့နေ့စဉ်ညာနဲ့ပြင်ဆင်နိုင်ကြ၍ပြင်ဆင်လိုက်တဲ့ကုသိုလ်ရဲ့စွာကြောင့်ဒီဘဝလည်းချမ်းသာသန္တရာခရီးမှလည်းအပယ်လေးပါးကလွန်မြောက်၍လူနဲ့နိဗ္ဗာန်ချမ်းသာလွယ်ကူစွာရရတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်တည်း။အာသာ